အလုံးမမင်္ဂလာပါ The Great Godzilla Terror မှာပြန်လည်ကြိုဆိုလိုက်ပါရယ်အခုကြည့်ပေးမယ် Pick up and reading ကတော့ April တော်လူမှုရေးပညာရေးကျမ်းမာရေးနော်ဉာဏ်အသုံးခုတော်ကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးသုံးပုံတွေကနှိမ့်သက်အပုံလေးတစ်ပုံကိုရွေးချယ်ထားပါဒါဆိုရင်ဖိုင်ရွေးလုပ်ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းမြန်လို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုအလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာမင်းမြန်လို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ video တွေပုံမှန်ကြည့်ရှိချင်တဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော် YouTube video တိုင်းရဲ့အောက်မှာလည်း Facebook page link ရော Viber Telegram WhatsApp ဖုန်းနံပါတ်ရောထည့်ပေးထားပါတယ် ဲ့တော့ဒီပုံလေးကိုယူထားတဲ့ဖိုင်ဝမ်လေးတွေဖိုင်ဝမ်လေးတွေရေလူမှုရေးကံလူမှုရေးကံဖိုင်ဝမ်လေး just it. ဲ့တော့ဖိုင်ဝမ်းလေးတွေအနေနဲ့လူမှုရေးပိုင်းမှာပေါ့နော်ကောင်းတယ်လို့လို့ဆိုးတယ်လို့လို့အကောင့်တဝက်အစိုးတဝက်အခြေအနေမျိုးကိုကြုံတွေ့ရတတ်တယ်အကောင့်တဝက်အစိုးတဝက်ဆိုတာဘာလဲဆိုတော့လေကိုကားပေါ့နော်တကယ်ပေါ့နော်တကယ်ဟိုပေါ့နော်ဒီလူမှုရေးပိုင်းမှာကိုယ့်ရဲ့အရေးချင်းကြောင့်မို့လို့ပေါ့နော် ကိုကိုအထင်ကြီးလေးစားတဲ့ဟိုအုပ်စုကလည်း90ရာခိုင်နှုန်းရှိနေတယ်လို့မျိုးပေါ့နော်အဲ့ဒီအထင်ကြီးလေးစားမှုကို နော်သူတို့မရရှိတဲ့အတွက်ကြောင့်မို့လို့နော် အကိုယ့်ရဲ့ပေါ့နော်အပြစ်တွေကိုရှာကြံပြီးတော့ပေါ့နော်အဲ့လိုသစ္စာဖောက်ချင်တာနောက်ကျောကိုဓာတ်နဲ့ထိုးချင်တဲ့ကိစ္စမျိုးတွေပေါ့နော်ကိုယ့်ရဲ့အဲတယောက်ယောက်ကပေါ့နော်အဲ့လိုမျိုးလောက်တာမျိုးလေးတွေကိုကြုံရတတ်တဲ့ကာလမျိုးဖြစ်တယ်။နော် ကိုယ့်ရဲ့အဖြစ်ကို ရှာနေတတ်တဲ့ပုံစံမျိုးတွေ့ရတတ်တယ်။အဲနောက်တစ်ခုကောင်းတာတစ်ခုကပါလဲဆိုလို့ရှင် ကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့တောက်ပမှုကြောင့်ပေါ့နော် လူမှုရေးပိုင်းမှာကိုထက်ကြီးခဲ့တဲ့သူ ကြီးခဲ့တဲ့သူဆိုတဲ့နေရာမှာအသက်ကြီးတာလည်းဖြစ်နိုင်တယ်လို့ဂုံတူရာထူပေါ့နော်အဲ့လိုကြီးတာမျိုးလည်းဖြစ်နိုင်တယ်ကိုထက်အစ်င့်မြင့်တာပေါ့နော်ပြောမယ်ဆိုအဲ့လိုလူမျိုးတွေကလည်းကိုဘလို့ပဲပေါ့နော်ဘလောက်ထိပဲစိတ်ဓာတ်တွေကြပြီးတော့အောက်ဆုံးကိုရောက်နေပါစေ ကိုရဲ့ဘက်မှာမမမမတ်ရှိပြီးတော့ဟောကူညီပေးမဲ့ လူတွေလည်းပေါ့နော်ရှိနေတတ်တယ်နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်ဒါကြောင့်မလို့ကိုယ်အနေနဲ့ဒီကာလမှာပေါ့နော်စဉ်းစားထားတဲ့အကြံစီတွေရှိရယ်ဆိုလို့ရှိရင်လည်းအဲကိုယ့်ရဲ့ကိုပေါ့နော်ကိုယ်စိတ်ထဲမှာမြင်တဲ့သူပေါ့အဲ့တော့လူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့ကိုအားကိုလို့ရတဲ့သူတွေကိုကိုရှင်ဖွင့်တိုင်မိမယ်ဆိုလို့ရှိရင်အကူအညီထောက်ပံ့ကောင်းကောင်းပေးချလိမ့်မယ်ရလိမ့်မယ်ဆိုတဲ့နှမိတ်မျိုးကိုတွေ့ရပါတယ်နော် တချို့တွေဆိုလို့ရှင်ပေါ့နော်ပြောရမယ်ဆိုလို့ရှင်အာဒီကာလမှာအပေါင်းအသင်းအစ်ရတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အပေါင်းအသင်းဟောင်းတဲ့ရပဲဖြစ်ဖြစ်အချို့ဆိုလို့ရှင်ဥမာတတူးပါတဲ့သူတို့ပါတို့လဲမြင်ရတယ်ပေါ့နော်အဲ့လိုလူမျိုးတွေကပို့ပြီးတော့ပေါ့နော်ဟိုဘယ်လိုပြောမလဲတကယ်လူအမြင်မှာပေါ့နော်လူကောင်းလို့ထင်တဲ့သူတော်ကောင်းလို့ပေါ့နော်ဟိုမျက်နှာဖုံးဆောင်းထားတဲ့ခေါင်းဆောင်းထားတဲ့သူတွေထပ်ပို့ပြီးတော့အကူရတယ်ကို့အတွက်ပေါ့နော် အားကိုးရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဒီကာလမှာကြုံတွေ့လာရလိမ့်မယ်မျက်မြင်ပေါ့နော်မျက်ဝါးထင်ထင်တွေ့မြင်ရလိမ့်မယ်ဆိုတာမျိုးတွေ့ရပါတယ်ဒါလူမှုရေးဖြစ်ပါတယ်လူမှုရေးပြီးတော့ပညာရေးကံချင်းကြီး အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ကံကတော့ပေါ့နော်ကောင်းနေကို့မှာပေါ့နော်လုံလောက်တဲ့အရေးချင်းပမာဏရှိနေတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ကိုဖြစ်ချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့စ조사မယ်ဆိုရင်စ조사ပိုင်권နေအခွင့်အလမ်းနေလဲရရှိလာနိုင်မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အော်ကိုကအောင်မြင်ချင်တယ်နော်ဆိုလို့ရှိရင်လဲလုံလောက်တဲ့အရေးချင်းအသိပညာရှိတယ်ဒါမဲ့လို့ဒီလာထဲမှာတော့ဘာဖြစ်တယ်လဲဆိုရင်အရေးချင်းကတော့ရှိတယ် အတွေးရများနေတယ်ပေါ့နော်လောက်ကကနဲနေတယ်အလောက်ကနှီးနေတယ်ဆိုတော့ပုံစံမျိုးလေးတွေကြုံရတတ်တယ်စဉ်တော့စဉ်းစားနေတယ်စဉ်းစားရင်းနဲ့ဒီနေ့ဟာကနောက်နေ့ရောက်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အချိန်နေမကုံသင့်မဲ့ကုံပြီးတော့ပေါ့နော်တူတမှုနှောက်နေတာမျိုးလေးတွေကြုံရတတ်တယ်ဒါကြောင့်မလို့ထူးထူးချွန်ချွန်ဖြစ်ချင်နေဆိုရင်အခုတွေးမိလိုက်တာနဲ့အခုထလောက်ဖို့ကိုတော့မမေ့ပါနဲ့လို့တဲရော့ကပြောထားပါတယ်

ထင်ရတာထပ်ပို့ပြီးတော့ကျမကြီးတွေကတောင်းတော့မြည်ပြီးတော့ပိုကောင်းသောမနှမိတ်မျိုးကိုတွေ့ရတယ်။ဟိုမြောက်ပေးတာတော့မဟုတ်ဘောနော်။ဟိုဆွတ်တော့မလုံးနဲ့ပေါ့။ဒါပေမဲ့ကျမကြီးက ကောင်းတယ်တုံးတော်မို့နော်ဘာဆဆဘာတောက်တော့ပေါ့နော်ခန္ဓာကိုယ်အရန်စူဂျိုပေးမဲ့ဆက်ဆက်ထိမခံတဲ့အခြေအနေမျိုးတွေမရှိတော့ဘူးအရင်တော့အရှိခဲ့တယ်ဆိုလို့ရှင်လည်းဒီလာထဲမှာပေါ့နော်အဲ့လိုမျိုးခန္ဓာကိုယ်ကဆက်ဆက်ထိမခံတဲ့အခြေအနေမျိုးတွေကိုသိပ်ပြီးတော့မကြုံတွေ့ရဘူးဘာဆဆဘာတောက်တော့ပေါ့နော်နည်းနည်းတောင်းတောင်းမြည်နေတဲ့အခြေအနေမျိုးတွေကိုကြုံတွေ့ရမယ်ဆိုတာမျိုးတွေ့ရတယ်နော်ဒါကြောင့်မလို့ကျမရင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိတ်ချမ်းသာခြင်း ရှိပါတယ်နော်အဲ့တော့ April ကတော့ကောင်းပါတယ်အဲ့တော့နှစ်တစ်ကိုကျမကြီးကောင်းကောင်းနဲ့ဝင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဖိုင်ဝမ်လေးတွေအတွက်တော့ကံကောင်းခြင်းတစ်မျိုးပဲ blessing ပေါ့နော် blessing တစ်ခုလို့ပြောလို့ရပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်နူးလေးတွေရဲ့ချိန်လေးကိုကြီးလိုက်ကြရအောင်လူမှုရေးနော်ဖိုင်နူးလေးတွေရဲ့ လူမှုရေးလူမှုရေးဆိုရင် justice ကပါလိုက်လာကြည်ရတာဖိုင်ဝမ်ဖိုင်တူးလေးတွေအနေနဲ့ပေါ့နော်လူမှုရေးဘိုင်းမှာကိုမပတ်သက်ခြင်းတဲ့သူတွေတော်တော်လေးများနေပုံရတယ်ဘာလို့လဲဆိုဖိုင်ဝမ်ရောဖိုင်တူးရောအော်ပေးချော့ပတ်နေကြတွေ့လားအဲ့အရာတွေပြန်ဆင်းနေတဲ့အတွက်ကြောင့်မလို့အဲ့တော့ fine tune မှာလည်းအဲ့လိုပဲပေါ့နော်ဒီလူမှုရေးပိုင်းမှာကိုယ်အနေနဲ့ပေါ့နော်တိတ်ပြီးတော့ဖက်လဲတကင်းမလုတ်ချင်နဲ့ပေါ့နော်မပတ်သက်ချင်တဲ့သူတွေနဲ့ရှိနေတယ်ပေါ့နော်အဲ့တော့တိတ်တော့မပျော်ရွှင်ဘူးเนาะအဲ့ဒီမပတ်သက်ချင်တဲ့သူတွေကိုလည်းကိုယ်အနေနဲ့မတက်တာလို့တာပေါ့နော်ပတ်သက်နေရတယ်သူတို့ရဲ့ပုံစံကလည်းကိုလိုချင်တဲ့ပုံစံမျိုးအော်မရှိဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့ ပူဆိုးတာကပေါ့နော်ဒီလူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတတိထားမှာကပေါ့နော်အဲမလို့အပ်ဖဲနဲ့ငွေကုန်ကြေးကြတွေဖြစ်တတ်တယ်ပေါ့နော်အဲသူတို့ဒီပေါ့နော်အာ UYD ဖြစ်စေမ UYD ဖြစ်စေသူတို့ရဲ့အကြံပေးချက်တွေပြုမှုမှုတွေပြောစကားတွေလမ်းညွှန်မှုတွေကပေါ့နော်ကို့အတွက်ဆုံးရှုံးစရာနစ်နာစရာမျိုးတွေပဲဖြစ်လာတတ်တယ်အာကောင်းသောကံကြမ္မာနမိတ်ကိုမဖြစ်စေတတ်ဘူး เนาะသူတို့ရဲ့ဟိုဒါသူတို့ရည်ရည်တီဖြစ်စီမရည်ရည်တီဖြစ်စီเนาะအဲ့လိုမျိုးဖြစ်တတ်တယ်ဒါပေမဲ့လို့ကံတရားကတော့ဗာပေးထားလဲဆိုလို့ရှိရင်အဲ့ဒီကံကောင်းမှုနဲ့ညံကောင်းမှုကတော့ဖိုင်းတူးလေးတွေမှာရှိရဲဆိုတာမျိုးတွေ့ရတယ်ပေါ့เนาะအဲ့တော့သုံးဖြတ်ဆရာရှိတဲ့ကိစ္စတွေကိုလည်းကိုယ့်အကိုပဲကိုယ့်အုံနောက်နဲ့ကိုယ့်အတွေးမြင်နဲ့ကိုယ့်ရဲ့လိလာမှုနဲ့ပေါ့เนาะကိုယ့်အရေးချင်းနဲ့ကိုသုံးဖြတ်ပါဒါဆိုလို့ရှိရင်ဒီဧပြီလအတွင်းမှာလူမှုရေးနဲ့ပတ်သက်ပြီးတော့ပေါ့เนาะ အာတော်တော်လေးကိုတောက်ပလာမန်နမိတ်မျိုးတွေ့ရတယ်တောက်ပလာမန်နမိတ်မျိုးဆိုတာသူများစကားကိုနားထောင်ပြီးလှုပ်လိုက်တဲ့ကိစ္စတစ်ခုတည်းကိစ္စတစ်ခုရှိမယ်ကွယ်အဲ့ခါမှာသူများစကားကိုနားမထောင်မနဲ့ကို့အတွေးအကြံနဲ့လှုပ်လိုက်တဲ့ဥစ္စာကမှကို့ကိုပို့ပြီးတော့ပေါ့နော်ထင်ပေါ်စေတာကို့ကိုပို့ပြီးတော့အောင်မြင်စေတာထွန်းတောက်စေတာလှပစေတာမျိုးပေါ့နော်အဲ့လိုဖြစ်ရမျိုးတွေဒီကာလမှာကြုံတွေ့ရမယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့အဓိကအကြံဉာဏ်ဤဆုံးဖြတ်တဲ့အခါမှာကို့အတွေးခေါ်ဦးတာယူဖို့အတွက်အမ် အာတယ်ရော့ကအကြံပေးထားပါတယ်ဒါဆိုရင် လူမှုရေးပြီးတော့ပညာရေးဟန်တူးလေးတွေရဲ့ပညာရေးโอเคအဲ့တော့ဖိုင်တူးလေးတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ရဝေးနဲ့ပတ်သက်ဆက်နွယ်တဲ့ပညာရေးတွေ အလေးလာနေတဲ့ဆိုရင်အဲ့လိုအရာတွေမှလည်းကောင်းတယ်เนาะသတင်းကောင်းတွေဝင်လာမယ်ရှိန်ဟုံပြင်းပြင်းနဲ့သတင်းကောင်းတွေဝင်လာလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်ရက်ဝင်းနဲ့ဆက်ဆက်တဲ့ကိစ္စတွေယာတုတိုးပေါ့เนาะဘာတို့အဲ့လိုမျိုးတွေဖြေထားတယ်ဆိုလို့ရှိရင်လည်းဒီလာထဲမှာဖြေရင်လည်းအောင်မြင်နိုင်တယ်လို့အရင်ကဖြေထားတာတွေရှိလို့ရှိရင်လည်းဒီလာထဲမှာအောင်မြင်ချောင်းပေါ့เนาะမင်္ဂလာစကားတွေကြားတတ်တယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့ နောက်နေကြညာတတ်တဲ့ကိစ္စတခုကပါလဲဆိုလို့ရှိရင်ပေါ့နော်အကယ်၍အခြေရှိရတဲ့သူတွေဆိုလို့ရှိရင်တော့တတိထားဖို့လိုတယ်အခြေကြောင့်မို့လို့ဒီအပညာရေးကပေါ့နော်နည်းနည်းလေးအနှောက်အယှက်ဖြစ်တတ်တယ်ထွန်းတောက်သလောက်ပေါ့နော်ထွန်းတောက်တင်းသလောက်မထွန်းတောက်ပဲနဲ့ပေါ့နော်အသားစီပိတ်ဆို့ဖြစ်တတ်တာမျိုးလေးတွေတွေ့ရတယ်နော် အဲ့တော့ဒီအခြေဘက်မှာအာယုံသွားဆိုင်မိနေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ partner ကိုအောင်ဆိုင်မိနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်တခါတည်းနဲ့ပြီးမဲ့ကိစ္စကိုတခါတည်းမပြီးဘဲနဲ့နှစ်ခါသုံးခါပြန်လေ့လာရတာမျိုးပြန်လုပ်ရတာမျိုးကြုံရတတ်ပါတယ်။ဒါဆိုရင်ကျမကြီးချင်းနီး ပါလိုက်တဲ့ဟုတ်လားအဲ့တော့ဖိုင်တူးလေးတွေအနေနဲ့ကျမကြီးအချိန်တွေကတော့เนาะ ကိုကတော့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကောင်းကျင်တယ်ဒါပေမဲ့စိတ်ကြောက်မှုလို့ကျမကြီးမကောင်းတာအဲ့တော့အဓိကအဖြစ်ပေါ့နော်စိတ်ကြောက်မှုကိုဂယုဆိုင်ပါလို့ပြောချင်တယ်နော်ဖန်နူးလေးတွေအနေနဲ့ယူနေရလို့ပြောတာတော့မဟုတ်ပေါ့နော်စိတ်ကြောက်မှုကိုအဓိကဂယုဆိုင်ပါဆိုလိုတာကဒီတိုင်းလေးပဲပေါ့နော်ခန္ဓာကိုယ်ကစိတ်ကပေါ့နော်ယူယိုးလေးပဲနေတယ်ဆိုရင်ကျမ်းပါတယ်ဒါပေမဲ့လို့စိတ်ကပေါ့နော်အဲ့နေ့ကျခဏနေကြတော့မှပေါ့နော်ဒေါသထွက်လာတယ်အဲ့လိုမျိုးတွေဖြစ်တော့ခန္ဓာကိုယ်တင်းမှရှိတဲ့အပူချိန်ကြီးများလာပြီးတော့နော် သွေးတွေလက်ပတ်စီးဆင်းမှုပုတ်ပွက်ဆူလာပြီးတော့အုံနောက်ကိုတက်ပြီးတော့ဆောင်းတော့သွေးတိုးတာတွေနော်အဲ့လိုမျိုးအုံနောက်ထိုးခြင်းကြိုက်ခဲတာမျိုးပေါ့နော်သွေးဆောင်းတက်တဲ့ပုံစံမျိုးပေါ့နော်နောက်ကြောတွေတားထိုးလာတာမျိုးတွေအဲ့လိုမျိုးတွေကြုံရတတ်တယ်သိလားအဲ့တော့စိတ်ပြစီမှုရှိတဲ့အခါမှာအစာအိမ်ကိုလည်းနည်းနည်းသွားပြီးတော့ဒုက္ခပိတတ်တဲ့သဘောမျိုးလေးတွေကိုတွေ့ရတယ် ဆိုလိုတာကအဲ့လိုမျိုးပေါ့နော်စိတ်ကြမ်းမာရေးမကောင်းတဲ့အတွက်ကြောင့်မလို့စိတ်ကပေါ့နော်ဥမာတခုခုဖြစ်ထားတယ်သို့မဟုတ်ငိုထားတယ်စသဖြင့်ပေါ့နော်အဲ့လိုစိတ်ဖိစီးမှုတခုခု pressure ပိနေတဲ့အခါမျိုးမှာပေါ့နော်တိတ်မကြခင်မှာအစားစားလိုက်တဲ့အခါကျတော့ဘိုက်ထဲမှာအစာရင်ကကောင်းကောင်းမွန်မွန်အစာချေဖြတ်မှုစနစ်ပေါ့နော် digestion system ကဒီ အစာခြေပြမှုစနစ်ကနည်းနည်းလေးကမောက်ကမဖြစ်ပြီးတော့ဟို1မပြတ်တဲ့အရာမှလည်း1ပြတ်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေကြုံရတတ်တယ်ဆိုတာမျိုးတွေ့ထားပါတယ်ဒါကြောင့်မလို့အဓိကကခန္ဓာကိုယ်ကျန်းမာရေးကိုဂရုစိုက်ခြင်းနဲ့ဆိုလို့ရှင်တော့ဖိုင်တူးလေးတွေစိတ်ရဲ့ကျန်းမာရေးကိုအဓိကပေါ့နော်ဒီဂရုစိုက်ပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အာထပ်ပြောမယ်ဆိုလို့ရှင်တော့ဟိုဖိုင်တူးလေးတွေရဲ့ကျန်းမာရေးရပေါ့နော်အေး ဒီအေးပတ်တာမျိုးလေးတွေပါလေးလည်းပါနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်။အဲအေးပတ်တယ်ဆိုတာလည်းပတ်ချင်လို့ပတ်တာမဟုတ်ဘူးနော်။ခုနလိုလိုတာတော့ပို့ပြီးတော့ဥမာအချိန်တနာကြီးကြာအေးနေရမယ့်နေရာမှာတနာကြီးရနေနှစ်နာရီပေါ့နော်။ဘာကြောင့်လဲဆိုတော့ခုနပြောလို့စိတ်ကြမ်းမာရေးကြောင့်အဓိကပေါ့နော်။စိတ်ကြမ်းမာရေးကြောင့်အဓိကဆိုတော့ကိုက ဟိုဘာညာမဟုတ်နေမိသွားတာပေါ့နော်နေမိတဲ့အခါကျတော့တနာကြီးအေးနေရမယ့်နေရာမှာနှစ်နာရီထိအေးသွားတဲ့အခါကျတော့ခန္ဓာကိုယ်ကဓာတ်မခံနိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တာအဲ့ဒါကြောင့်မလို့အဓိကအားဖြင့်စိတ်ကျမ်းမာရေးကိုနံပါတ်1ဦးစားပေးဖို့လိုပါတယ်ဦးစားပေးခီးဦးဆိုင်လိုက်လို့ရှိရင်ခန္ဓာကိုယ်အတွက်သွားပြီးတော့ side effect မဖြစ်တော့ဘူးပေါ့နော်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ find the relay တွေဒီ 因为感情 ဲ့တော့ဖန်တရီလေးတွေလူမှုရေးကအခြေအနေနဲ့ပေါ့နော်တော်တော်လေးကောင်းနေရမယ်တွေ့ရတော်တော်လေးကောင်းနေဆိုတာဘလို့ကောင်းတာလဲဆိုတော့ရိုးရိုးကောင်းတာတော့မဟုတ်ဘူးတိလားအတိုက်ခံချာနေပေါ့နော်အဆဆအရရအောင်မြင်မှုနှမိတ်မျိုးတွေ့ရတယ်ကိုထင်ထားတာထက်ပေါ့နော် ကိုထင်ထားတာထက်ပို့ပြီးတော့ပေါ့နော်ဟိုကိုကပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဓိကကတော့ပေါ့နော်ဖန်တရီလေးတွေအနေနဲ့ပေါ့နော် ဒီလာထဲမှာဒေါသတွေကိုအဓိကအားဖြင့်ချုပ်တီးထားတာပိုကောင်းနေเนาะဥမာကိုယ်စိတ်ထဲမှာပေါ့เนาะဒီလူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့သဘောမကျတာတွေရှိတယ်ဥမာရညွှန်းရန်စတွေရှိတယ်စသဖြင့်အဲ့လိုမျိုးတွေပေါ့เนาะစိတ်ဒေါသထွက်စရာတွေနာကျင်စရာတွေရှိရဲ့ဆိုလို့ရှိရင်လည်းအာဖွင့်ထုတ်ပြီးတော့ပြောလိုက်တဲ့အခြေအနေမျိုးက find သရီလေးတွေအတွက်ပိုမကောင်းပေါ့နော်ဒီတိုင်းပဲနေလိုက်တာက ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုငြိမ်ခံလိုက်တယ်လို့ထင်လိုက်ပေမဲ့တကယ်တမ်းရှည်ရှည်အတွက်ဆိုလို့ရှိရင်ပေါ့နော်ဖိုင်သရီလေးတွေအတွက်ဒါသူတို့ပေါ့ပေါ့နော်နိုင်သွားတဲ့အဲဖျားဟောတယ်လို့ဖြစ်တာပေါ့နော်တီးခန့်ချင်းဒီအောင်မြင်ချင်းဆိုတဲ့ပုံစံမျိုးကိုဖိုင်သရီလေးတွေကဒီလာထဲမှာပေါ့နော်ကြုံတွေ့ရလိမ့်မယ်ခံစားရလိမ့်မယ်ဆိုတာမျိုးတွေ့ထားပါတယ် နူမူရေးပြီးတော့ပညာရေး Find the relay တွေရဲ့ပညာရေး ဖိုင်ဒရီလေးတွေကပေါ့နော်ပညာရေးကံအခြေအနေမကောင်းတာမျိုးတော့မဟုတ်ဘူးကောင်းတယ်ဒါမဲ့လို့ဖိုင်ဒရီလေးတွေဟာကိုယ့်ရဲ့ကံကြမ္မာကိုပေါ့နော်အစိုးဘက်ရအောင်တွန်းပို့မိတတ်တဲ့လမျိုးဖြစ်တတ်တယ်နော်အစိုးဘက်ရအောင်တွန်းပို့မိတတ်တကယ်တမ်းကျတော့ကိုယ့်ရဲ့ကံကြမ္မာကကောင်းတယ်ကံကောင်းတယ်ဒါပေမဲ့လူကမကောင်းတဲ့အခြေအနေမျိုးတွေကိုကြုံရတတ်တယ်နော်လူကမကောင်းတဲ့အခြေအနေမျိုးဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥမာပေါ့နော်အာတင်နန်းတစ်ခုတတ်တာမျိုးပဲဖြစ်ဖြစ်ကြောင်းတတ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကိုက ဒီသင်တန်းတစ်ခုကိုသွားပြီးတော့ဒီပညာရပ်တစ်ခုကိုလေ့လာမယ်စီးပုမယ်ပေါ့နော်အဲ့လိုမျိုးတွေးလိုက်တဲ့အခါကျလို့ရှင်ကိုယ့်ရဲ့အာယုံထဲမှာပေါ့နော်ဘယ်လိုပြောမလဲဒီသင်တန်းမှာရှိတဲ့စာကိုအာယုံဆိုင်ရမယ်အစားဒီသင်တန်းမှာရှိတဲ့လူတွေရဲ့ပေါ့နော်ပြုမူနေထိုင်ပုံစသဖြင့်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကိုကကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့အမြင်အာယုံတွေထဲကိုရောက်လာတတ်တယ်အဲ့လိုရောက်လာပြီးတော့ကိုကပေါ့နော်အော်ကိုတည်းမဆိုင်တဲ့ကိစ္စတွေမှာ သွားရောက်ပြီးတော့ပူပင်ပြီးတော့ပေါ့နော်ဒေါသတွေထွက်လာတာမျိုးတို့ပေါ့နော်အဲ့လိုမျိုးတွေစိတ်တွေလေလွင့်တာမျိုးတို့ဒီလိုမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးတွေကိုဒါထိန်းလိုက်မယ်ဆိုလို့ရှိရင်ပညာရေးကထင်တာထပ်ပို့ပြီးတော့ထွန်းပေါက်မဲ့လာတလာဖြစ်တယ်ဆိုတာမျိုးတွေ့ရပါတယ်ဒါဆိုရင် finally လေးတွေရဲ့ဂျမိုင်း ဒီလာထဲမှာ binary လေးတွေအနေနဲ့ကျမ်းမာရေးကံအခြေအနေကောင်းနေရမျိုးတွေ့ရတာပေါ့နော်ကျမ်းမာရေးကံအခြေအနေကောင်းနေရမျိုးတွေ့ရတယ်နာဒါပေမဲ့ဟိုတတိထားမဲ့တစ်ချက်ကတော့နော်ဘလို့ဟာလေးတတိထားမယ်ဆိုတော့ဥပမာအဲတူတို့ဓာတို့ပေါ့နော်စသဖြင့်အဲ့လိုမျိုးပေါ့နော်အကရိယာပစ္စည်းအသေးလေးတွေကိုင်းတဲ့အခါမှာနည်းနည်းလေးတော့တတိထားပေးဖို့လိုတယ်မတော်တဆပေါ့နော်ထိခိုက်ရှာနာလေးတွေဖြစ်တာမျိုးလေးတွေကြုံရတတ်တယ်ပေါ့ဥမာလက်သိမ်းညက်တယ်ဆိုလဲ အလက်သေးအလက်သေးညက်ကအသားလေးကိုညှက်မိသွားလို့သွေးထွက်တယ်အဲ့လိုမျိုးပေါ့နော်အိမ်ကြီးချုပ်တယ်ဆိုလို့ရှင်လည်းအက်ကချော်ပြီးထိုးမိတယ်ဒီလိုအသေးစားပေါ့နော်ထိကိုက်မှုလေးတွေခန္ဓာကိုယ်ရဲ့ကျန်းမာရေးကတော့ဘာမှမဖြစ်ဘူးတောင်းတော့မီပဲဟိုရှင်ပြီးတော့ပြေးမယ်ဆိုလို့ရှင်တော့ပြေးနိုင်တယ်နော်အဲ့လိုမျိုးအခြေအနေမျိုးကိုကောင်းမွန်တဲ့အခြေအနေမျိုးကိုကြုံတွေ့ရလိမ့်မယ်စိတ်ချမ်းသာရတဲ့အခြေအနေမျိုးကိုကြုံတွေ့ရလိမ့်မယ်အဲဘာကတတိထားဖို့လိုတာလဲဆိုတော့ခုနကလိုပြင်ပထိကိုက်မှုတန်ရာလေးတွေပေါ့နော်လက်သေးညှက်ဖို့လုပ်တဲ့အခါမှာလက်သေးညှက်ကအသားကိုညှက် မီလို့သွေးထွက်တာဒါမှမဟုတ်လို့ရှင်အာအင်ကြီးချုပ်တဲ့အခါမှာ အက်ကထိုးမီလို့အနှဲငယ်တန်းရတာဒီလိုမျိုးအသေးစားပေါ့နော်ပြင်ပထိကိုက်မှုဒဏ်ရာလေးတွေကြုံရကိန်းတော့ရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်။ဒါကြောင့်မလို့အကစားလုတ်တဲ့သူတွေလုတ်တတ်တဲ့သူတွေဆိုလို့ရှိရင်လည်းအော်တုံတောင်ပေါ့နော်ကိုနိုင်တဲ့လောက်ပဲလုံကိုနိုင်တဲ့လောက်ပဲဟိုအလေးမရဲဆိုလဲမပေါ့နော်အဲ့လိုမျိုးလေးတွေပြောတာနော်အဲ့လိုမျိုးလေးတွေပြောတာ မတော်စားပြုတ်ကြတာ နော်မတော်ဆထိခိုက်မိတာဒီလိုမျိုးလေးတွေကြုံရတတ်တယ်အကြီးကြီးတော့မဟုတ်ဘူးပေါ့နော်အသေးစားလေးပါပဲနော်အသေးစားထိခိုက်မှုလောက်လေးတော့ဖြစ်တတ်တယ်အဲ့ဒါလေးကိုတော့သတိထားပေးဖို့လိုတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ခန္ဓာကိုယ်တည်းကနေပြီးတော့သူ့ရဲ့သွေးလည်ပတ်မှုအဖွဲ့အစည်းကြောင့်ပေါ့နော်ဖြစ်ပျက်တဲ့96ပါးယောဂါတော့မရှိဘူးအဲ့လိုပြင်ပထိခိုက်မှုဒဏ်ရာလေးတော့နည်းနည်းလေးခရယူဆိုင်ပေးရမယ်အခြေအနေမျိုးမှာတွေ့ထားပါတယ်ဒါဆိုရင်ဒါကဖန်သီးလေးတွေအတွက် reading ဖြစ်ပါတယ်ဒါဆိုရင် April မှာ ဖန်ဝမ်ဖန်နူဖန်နရီလေးတွေအားလုံးစဆရာအစီအမေကြပါစေလို့ဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်။ဒါဆိုရင် next reading မှာပြန်လည်ဆုံတွေ့ကြမှာနော်။